လက်မထက်ရသေးပဲချစ်သူကောင်းလေးနဲ့လိမ့်ဆက်ဆန်တဲ့မိန်းကလေးတယောက်အကိုဘလို့မြင်လဲအနာကရဲ့မိခင်လောင်လို့မျက်နှာပေါ်ညီမဟုတ်သေးဘူးလေအကိုရမိန်းကလေးတွေကအပြိုစင်ဘွားကိုတမိုးထားပြီးထိမ့်သိမ်းအောင်မဟုတ်ဘူးလားမိန်းကလေးတွေအပြိုစင်ဘွားကိုတမိုးထားရမယ်လို့ညီထင်နေရဆိုရင်တော့လုံးဝမှားသွားပြီအပြိုစင်ဘွားကမိန်းကလေးတွေမှာပဲရှိရလေသူတို့မထဲသိမ်းတော့ဘသူကထင်သိမ်းမှာလဲသူတို့တမိုးမထားတော့ဘသူကတမိုးထားမှာလဲအပြိုစင်ဘွားကမိန်းကလေးတွေမှာရှိရမှန်တယ်ဒါပေမဲ့ အဲ့ဒါကိုတမောထထင်းသိမ်းရမှာကယောက်ျားရဲ့တာဝမေးကြီးကအခုပြောပြမယ်ကွာမင်းကဖုန်းတစ်လုံးဝယ်ရဆိုပါတော့မင်းရဲ့ဖုန်းလေးကြောက်မကွဲအောင်ပျက်စီးမသွားအောင်မင်းဆောင်ရှောက်ရမှာမဟုတ်ဘူးလားအကယ်လို့ကြောက်ွဲသွားရပဲထားကွာဖုန်းလေးကသူ့ကိုယ်သူကြောက်ွဲရလုံနိုင်တဲ့အဆွမ်းရှိလို့ညီကတေချာကြီးမဆိုင်ခဲ့လို့ဒါလက်ထက်ကနေလွတ်ကြပြီးကွဲသွားတာဖြစ်နိုင်တယ်လို့ဒေါသနဲ့ကြိမ်ပေါင်ပြီးလို့ကွဲသွားတာလည်းဖြစ်နိုင်တာပဲမဟုတ်ဘူးလားဒီလိုပဲညီကမင်းကလေးတို့ရဲ့အပြိုစင်ဘဝဆိုတာဖုန်းဥပမာအတိုင်းပဲ မင်းကင်းတွေကအပြိုစင်ဘွားပဲသူ့မှာရှိနေတယ်။အဲ့ဒီအပြိုစင်ဘွားကိုတခြားသူရဲ့ပယောကမပါပဲသူတို့ကိုယ်တိုင်ဖြတ်စည်းနိုင်တဲ့အစွမ်းမရှိတယ်လို့ဖြတ်စည်းပြလို့လည်းမရဘူး။ဒါကိုလုံနိုင်တာယောက်ျားလေးတွေပဲရှိတာ။ဆိုတော့အမျိုးသမီးတွေရဲ့အပြိုစင်ဘွားကိုတမိုးထားထိန်းသိမ်းရမှာကယောက်ျားရဲ့တာဝန်ပဲ။မင်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုမရင်းကျင်တယ်လို့ဘာမှရှိလို့လဲကွာ။ဒါမျိုးရှိခဲ့ရင်တော့ချင်းချက်အနေနဲ့ကို့အပြိုစင်ဘွားကို့ဖြတ်တဲ့မိန်းကလေးဆိုတာရှိလာနိုင်တော့ပေါ့။ဒါကလည်းဖြစ်မှာမဖြစ်နဲ့။အဲ့တော့ကွာ အမျိုးသမီးတယောက်ကအိမ်တော်မကြသေးပဲနဲ့အလိုတူလိုပဲဖြစ်ဖြစ်အလိုမတူလိုပဲဖြစ်ဖြစ်သူ့ရဲ့အပြုအစင်ဘဝကိုစည်ရေးခဲ့ရတယ်ဆိုရင်အဲ့ဒါဟာအမျိုးသမီးတွေအပြစ်မဟုတ်ဘူးအမျိုးသမီးတယောက်ရဲ့အပြုအစင်ဘဝကိုတံမိုးမထားတဲ့မထိန်သိမ့်တဲ့ယောက်ျားတွေရဲ့တဏှာရာကအပြစ်ပဲနောက်ပြီးအမျိုးသမီးတယောက်ရဲ့အပြုအစင်ဘဝကိုတံမိုးထားထိန်သိမ့်ရမှာကယောက်ျားတွေရဲ့တာဝန်ပဲလက်ခံလာနေအဲ့တော့လက်မခံခြင်းလေးအကိုရထားပါတော့ဗျာကျွန်တော်တို့ခုပြပြမယ် ျွန်တော်ကမလေးကိုပြကျွန်တော်နဲ့အတူလိမ့်ဆက်ဆံမှုသူ့ဆရာခွင့်တောင်းနေသူခွင့်မပြုတ်ရင်လည်းရှားတာပဲမဟုတ်ဘူးလားသူခွင့်ပြုတ်ခဲ့တယ်ဆိုရင်တော့သူလည်းအလိုတူလိုပါပဲလေဗျမဟုတ်ဘူးလားကိုရဒါဆိုညို့အကူမေးမယ်ကွာအဲ့လိုမျိုးလိမ့်ဆက်ဆံမှုကိုကောင်မလေးဘက်ကနေစပြောခဲ့တာလားအကူကလေဗျဘယ်မိန်းကလေးကတော့ဒါမျိုးစပြောမှလေဗျလောက်ကျန်လေးဘက်ကပဲစပြောရတာပေါ့ဒါဆိုရှင်းနေရပဲလေညီကအဲ့လိုမျိုးလက်မထပ်သေးဘဲနဲ့လိမ့်ဆက်ဆံမှုပြောရဲဆိုရဲကကိုချစ်သူမိန်းကလေးရဲ့အပြုအဆင်ပေါ်တော့တမှုမထားဘူးပေါ့ မထင်းသိမ်းလို့ပဲဖြက်စီးပစ်ချင်လို့ပဲပေါ့နောက်ပြီးတော့မင်းအကူပြောရအောင်မိမတွေရဲ့စိတ်ကအစတွေကနင်းညက်တိမ်မှုရဲ့သဘောရှိလိမ်မှုကိစ္စနဲ့ပတ်သက်လာရင်လေမိန်းကလေးတိုင်းမှာကြောက်ရွံ့တဲ့စိတ်ကလေးတော့ရှိနေတာယောက်ျားလေးတယောက်ကတောင်းဆိုလာတဲ့အခါမှာမလွန်ဆန်နိုင်လို့ချက်လွတ်လွတ်လိုက်ရောခဲ့ရတယ်အဲ့လိုမျိုးဆိုရင်တော့မှအဲ့လိုက်ရောမှုမှာယောက်ျားလေးအတွက်ကတာယာမှုတရားရခိုင်တော့အပြေဝရချင်ရလိမ့်မယ်မိန်းကလေးတွေအတွက်ကတော့ဒါမျိုးလုံးဝမဖြစ်နိုင်ဘူး မင်းကလေးအယောက်တရာမှာ90ရာခိုင်နှုန်းလောက်မှာသူတို့ရဲ့ပထမဆုံးလက်ကိစအတွေ့အကြုံမှာနာကျင်မှုကိုပဲရကြတာ။တာယာမှုရတဲ့သူဆိုတာအတော်နည်းတယ်။ဘာလို့လဲဆိုတော့အပေါ်မှာပြောခဲ့တယ်လို့ဒီကိစ္စမှာကြောက်ရွံ့တဲ့စိတ်ကလေးကမင်းမာတိုင်းမှာရှိနေလို့ပဲ။ပြီးတော့အတူနဲ့အမျိုးသားရဲ့လိမ်မှုကိစ္စနဲ့သက်ဆိုင်တဲ့ဗဟုသုတနယ်ပမှုရဲ့ကိုယ်စံနာတစ်ခုကိုပဲကြည့်တတ်တဲ့အကျင့်ရကြောင့်ကိုပြောချင်တာကမိမတယောက်ကဓာမျိုးနေဖို့ခွင့်ပြုခဲ့တယ်ဆိုရင်တော့မပြောလို့မဟုတ်ဘူးကြောက်ကြောက်ရွံ့ရွံ့နေပဲပြီးခဲ့ရတာကိုချစ်သူကိုယုံကြည်လို့ချစ်လွန်းလို့ပေါ့ ဒါမျိုးကလက်ထပ်ပြီးသားလင်းမယားတွေမှာပြဿနာမရှိဘူးဆိုပေမဲ့တမီးစားပွားမှာဖြစ်တာဆိုရင်တော့အရန်ကိုရက်ဆက်ရကြလုံးပါလေကွာ။ယောက်ျားရိအနေနဲ့သတိထားစင်ကြင်သက်ပါလေ။ဒီလောက်ဆိုရင်တော့မိန်းကလေးတွေဟာသူတို့ရဲ့အပြုစင်ဘွားကိုတမိုးထားထင်းတဲ့ရမှာမဟုတ်ဘူး။သူတို့နဲ့နေဆက်ရပတ်ဝန်းကျင်ရယောက်ျားလေးတွေနောက်ပြီးသူတို့နဲ့ချစ်သူကြီးစားဖြစ်နေယောက်ျားလေးတွေကဒီမိန်းကလေးရဲ့အပြုစင်ဘွားကိုတမိုးထားထင်းတဲ့ရမယ်ဆိုတော့ဒီလက်ခံမှုမဟုတ်ပါဘူး။ ဒီလိုအကူရအခုပြပြလို့ကျွန်တော်ကောင်မလေးရဲ့အပြိုစင်ဘွားကိုကျွန်တော်ဘက်ကနေတမိုးထားပြီးတော့လက်မထက်ခင်အချိန်ထိထိသိမ်းဆောင်ထားရမယ့်တောင်းကကျွန်တော်မှာတောင်းဝန်ရှိရဆိုတော့လက်ခံပါမယ်။ဒါပေမဲ့နီးစင်ရပါဝင်ခြင်းရယောက်ျားလေးတွေကသူတို့နဲ့မဆိုင်ဝင်နေဘာလို့တမိုးထားဆောင်ရှာရမှာလဲဗျ။ဘာလို့လဲဆိုတော့အပြိုစင်မင်းကလေးတွေမရင်းကျင့်ခင်ရတဲ့ပြရနေဝေးအောင်လို့ပုံညာ။တနာယာကအကြည့်နဲ့တင်းရဲ့ဘွားကိုအမှောင်မချပါနဲ့။ညီလေးမင်းချစ်သူအတွက်ချစ်သူကောင်းတယောက်ဖြစ်ပါစေ။အခုစကားမှတ်ထားပါညီလေး။